ကြီး9000ကျရဲ6ရေပေါ့နော်6ရေပေါ့တာကတစ်6ဝန်းကျင်ရတယ်တစ်6ဝန်းကျင်ရတစ်ပေးတခါဒီ9000ကျရဲဒီရတစ်ပေါ့တာ8 8ဝန်းကျင်ရ3ပေးတခါဒီ9ရဲ3ရေပေါ့တာ3 8ဝန်းကျင်8ပေးတယ်အဲဆိုရင်ဒီမှာ၄၃ရဲ့ ရှေ့ပေါင်းဒီ3ရှေ့ပေါင်းတော့900ရတယ်အဲ့တော့9000ညဝန်းကျင်ရနော်9000ညဝန်းကျင်ရ9000ညဝန်းကျင်ရတယ်နောက်တစ်ခုအရောင်ပြောင်းပြီးတော့ဒီမှာဒီ96ဒီ9နဲ့ဒီ6နဲ့ပေါင်းလိုက်900ရတယ်နော်9000ညဝန်းကျင်ကကျော်ဒီမှာတပင်ကျော်ပြီးတော့အဲ sorry အဲ့ရနေမစား ရန်နေစားလဲဆိုတော့သူကဒီနှစ်နဲ့ဒီရှစ်နဲ့ပေါင်းတာအဲ့အဲ့အဲ့ကောင်ကဒီပွဲမှာလာပေးရမှာ95ပွဲမှာလာပေးရမှာနော်တပင်ကျော်ပြီးတော့၃ညရတယ်၃ညပါဝါငါ၃ည5ဝန်းကျင်နော်၃ညပါဝါငါဒီ95မှာငါလာပေးရနော်တခါဒီ6နဲ့ဒီ6နဲ့ပေါင်းတာ6 6ပေါင်းရင်ငါနော် ငါးတုံညာဝန်ကြီးရတယ်။ငါးတုံညာဝန်ကြီးကကျွန်တော်တို့ဒီမှာတုံည40မှာလာပြီးလာ။40မှာလာပြီးတခါ9ရေခွင့်ရပေါင်းတာ600ရတယ်။6တဲ့ဝန်ကျင်6တဲ့ဝန်ကျင်6တဲ့ဝန်ကျင်ကဒီတက်မှာလာပြီတခါဒီ၄ရဲ့ဒီ9ရဲ့ပေါင်းတာတော့နော်တော့ရှစ်ဝန်ကျင်တော့ရှစ်ဝန်ကျင်ကဒီမှာ3မှာလာပြီတခါ ဒီနှစ်ရဲ့ဒီလေးရဲ့ပေါ့နှစ်ရဲ့လေးပေါ့လား6 6တဲ့ဝန်းကြီး6တဲ့ဝန်းကြီးကကျွန်တော်ဒီမှာတရှိမှာလာပေးဒါဆိုရင်ဒီမနေ့ဆိုရင်6ရဲ့5ရဲ့ပေါ့900ရနော်ဆိုတော့9000ညဝန်းကြီးအဲ့တော့9000ညဝန်းကျင်ရဒီမှာတစ်ခုဒီမှာတစ်ခုဒီလိုနှစ်ခုလာတူတယ်ပေါ့နော်တူတယ်9000ညဝန်းကျင်ရတယ်ဒီမှာလည်း9000ညဝန်းကျင်ရတယ်နော်9000ညဝန်းကျင်နှစ်ခုလာတူနေတယ် เนาะดูเลยแกเข้าไปเนาะอันตะคู่อันน่ะดูดาตะคู่พี่แล้วจ้ะတော့ဒီมาဒီติဖြစ်တာตรงเนี่ยตรงเนี่ยงาผิดงาผิดตะคาဒီติ 6ရှင်နဲ့5ဖြစ်5ဖြစ်နော်5ဖြစ်တစ်ခါဒီမှာ3ကျစ်ကျစ်နဲ့5ဖြစ်တော့5ဖြစ်5ဖြစ်မယ်ဆိုရင်ကျစ်ကျစ်ထည့်ရနော်ကျစ်ထည့်ရမယ်အဲ့တော့ဒီဘက်မှာတခု ထပ်ပြီးတော့တစ်ကရှိသေးတယ်။ကျွန်တော်ကြတော့ဒီအပြားနဲ့သွားမှရမယ်။ဒီခွန်ဖြစ်လို့ဒီလိုခွန်ဖြစ်ဟောအဲ့ခွန်ဖြစ်တယ်နော်။ဒီခွန်ဖြစ်လို့ဒီလိုခွန်ဖြစ်တခါဒီလို30ဖြစ်လို့ဒီလို30ဖြစ်နော်၃ညဖြစ်လို့ sorry ၃ညဖြစ်လို့၃ညဖြစ်တခါ ဒီလိုခွန်ဖြစ်လို့ဒီလိုခွန်ဖြစ်မယ်နော်ဒီလိုခွန်ဖြစ်လို့ဒီလိုခွန်ဖြစ်မယ်နော်ကျော်အဲ့လိုနီးနဲ့ဟောတစ်ကနှစ်ဆိုင်ပါနော်တစ်ကနှစ်ဆိုင်ဖြစ်တယ်နှစ်ဆိုင်ဖြစ်တယ်နောက်တစ်ခါဒီကောင်ကတစ်ဖြစ်တာပေါ့နော်နောက်နောက်တစ်ခုဒီမြားနဲ့ပြရင်ကောင်းလားနော်မြားနဲ့ဟိုအော်ဒီအဝါနဲ့ပြ ဒါကအရင်ရက်ကလည်းပြတော့ပြနေကြလားဒီပြရသေးဘူးလားဒီ9တုံညာ၄ပေါင်းချင်းရသူကတစ်ဖြစ်တယ်တစ်ဖြစ်တယ်နော်ညီနာဟာနည်းနည်းဖြစ်လိုက်တာတစ်ဖြစ်တယ်တခါဂျီမာက၄၁ရှစ်ပေါင်းချင်းကဟာတော့ sorry တစ်ဖြစ်တာမဟုတ်ဘူးနော်ဒီမှာမှားပြီးပြောနေရောင်းရောင်းပြီးတော့၃ဖြစ်တာကိုပြောတာ ဘိုးတုံညာလေးပေါင်ရင်၃ဖြစ်တယ်၄တိရှိပေါင်ရင်၃ဖြစ်တယ်၄တိရှိပေါင်ရင်၃ဖြစ်တယ်အဲ့တော့ဒီကောင်ကပြီးတော့1 3 8 3ဖြစ်တယ်เนาะ3ဖြစ်တယ်တခါဒီမှာဆိုရင်6 8 9 3ဖြစ်တယ်เนาะ689နဲ့3ဖြစ်တယ်။ဒါဆိုတော့ဒီမှာထပ်3မယ်ဆိုရင်111နဲ့ သုံးဖြစ်တယ်နော်သုံးဖြစ်မယ် sorry သုံးဖြစ်မယ်ဒါဆိုရင်ဒီ1ပိတ်ပေါ့နော်1ပိတ်ကရှိသုံးချက်ရှိ1ပိတ်1ပိတ်1ပိတ်နော်သုံးချက်ရှိတယ်1ပိတ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 ်သုံးချက်ရှိနော်ဒါဟုတ်ပြီဒါကိုပြန်ဖြတ်လိုက်ခဏလေးအခုကငါကငါနဲ့ပတ်သက်လို့ကဒီမှာကငါနဲ့ပတ်သက်လို့ကဒီနားမှာ ငါးထိတ်နော်ငါးထိတ်နဲ့ပတ်သက်လို့တခုရှိငါးထိတ်နဲ့ပတ်သက်လို့ကစီနီယာလေးတခုပေါ့ဒါဖြစ်နိုင်ကြလေးတခုကျွန်တော်တို့ငါးတောင်ကြဝိုင်းရလည်းရှိရှိနေတဲ့ခါကြတော့ဒီငါးခွန်ရဲ့ဒီနှစ်ရဲ့ပေါင်းတာသူကလေးဆိုပြီးရဒီကိုးတောင်ကြရဲ့6ရဲ့ပေါင်းတာစောငါးဆိုပြီးရဒါဆိုရင်လေး၁ရဲ့၁ရဲ့ပေါင်းတာ6ဆိုပြီးရဒါဆိုခွန်ဖြစ်မယ်ဆိုရင်၃ကိုးပေါင်းခြင်း2 နှစ်ရယ်ငါးရယ်ပေါင်းမှာကျွန်တော်တို့ခုန်ဖြစ်မယ်ဒါ၄၅၆ခုစီနီယာလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲငါးတုံညာဝန်ကြီးရဲ့နှစ်ခါထက်တယ်ငါးတုံညာဝန်ကြီးငါးတုံညာဝန်ကြီးနှစ်ခါထက်တယ်တစ်ပိတ်တစ်ပိတ်တစ်ပိတ်သုံးခါထက်နော်အဲ့တော့ထိုးကွက်ကဘာရှိမလဲဆိုရင်ကျွန်တော်တို့တုံညာတင်းနဲ့ငါးတင်းနဲ့နှစ်ကွက်ရှိပါတယ်နော်တုံညာတည့်ရငါတည့်အဲ့နှစ်ခုရှိအဲ့ထဲရမှာကျွန်တော်တို့က51ခုပို့ပြီးဦးစားပေးပြီးထိုးတော့ဘာလို့လဲဆိုတော့ အဲဒီမှာလည်းတွေ့တယ်ဗောနော်ငါထိတ်ဖြစ်နိုင်ရေးလေးရှိတာလေးရှိအဲတော့ငါအတင်းနဲ့၃ညတိဒီမနေ့မှာအဲ့နှစ်ကွက်ပါပဲနော်အဲတော့၃ညငါကတော့၃ညနဲ့ငါနဲ့ရတော့ကျွန်တော်တို့နှစ်ချက်တွေ့ရတယ်ဗောနော်ပတ်ချင်တဲ့လူလည်းပတ်ချင်လည်းပတ်ကြဗောနော်၃ညနဲ့ငါနဲ့နှစ်ချက်တွေ့တယ်အဲတော့တစ်အပိတ်၃ချက်တွေ့ပါတယ်နော်တစ်ပိတ်၃ချက်တွေ့တယ်နော်အဲတော့တစ်ပိတ်ဆွဲလို့လည်းရတယ်ကတိမကင်ရင်တစ်ပိတ်တစ်ပိတ်ဒါမှမဟုတ်တစ်ပတ်မလားဗောနော် တစ်ပတ်မလားပေါ့အဲ့ဒါလေးချက်ပါနော်တစ်ပတ်ဒီ၅တစ်ကိုအော်ပြီးအထိုးပေါ့၅တစ်အော်အထိုးဒါပါပဲအားလုံးပဲခံကောင်းကြပါစေ